မလန်20ရှင်းနဲ့ငင်လင်လှုပ်ပြီးပြခြင်းမှာစစ်ကောင်စီကဘယ်လိုတုံ့ပြန်ကြလဲဒီမအကူကြီးများပေးနိုင်ပေးနိုင်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်ဒါတော့မြေသည့်နိုင်ငံမြေသည့်အဖွဲ့အစည်းမဆိုတော့အကူကြီးနိုင်ဖို့ကျွန်တော်ခိတ်ခြားလုပ်ပါတယ်ခင်ဗျာအရင်နဲ့မတူတဲ့နိုင်ငံတကာအကူအညီတွေနဲ့နိုင်ငံတကာကအကူအညီကစေရေးအဖွဲ့တွေကိုချက်ချင်းကိုပဲတောင်းခံခဲ့ပါတယ်ဒါအရင်ခေတ်ကဘူတန်ရွှေလိုမလုပ်ခဲ့တဲ့တောင်းခံမှုတစ်ခုလို့ပြောလို့ရတယ် ါပေမဲ့အိနာချင်းနိုင်ငံတွေအနောက်နိုင်ငံတွေအစအကူအညီတွေအများကြီးတန်းတဲ့ကြီးပေးပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုဆစ်လွတ်ပြီးတော့ဒုက္ခရောက်တဲ့ပြည်သူတွေကိုတိုက်အပြည့်စည်တွေအောက်ကနေပြီးတော့ဆွဲထုတ်နေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့အုပ်ချုပ်နေတဲ့စစ်ကောင်စီကစစ်သားတွေနဲ့စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်မာလုံနေလဲဆိုတာကျွန်တော်တို့ပြည်သူတွေအားလုံးမျက်မြင်ကိုတွေ့ပါပဲပြည်သူတွေရဲ့အသက်ကို ကယ်ဖို့အနေနဲ့သာသာပြည်သူတွေနဲ့စစ်ခင်းနေတာကိုကျွန်တော်တို့တွေ့ရမှာပါ